မြောက်ရီမြို့တောက်ဖက်မှာဆုံရှုံထားတဲ့တက်စကန်တွေပြန်လည်ယာယူဖို့တိုက်ခိုက်ရမှာစစ်တပ်ဘက်ကအထူးအခအကြဆုံးများပေမဲ့အင်အားသုံးထိုးစစ်ဆင်နေလို့စစ်ရေးတရေရင်မြစ်ကပြောပါရယ်အောက်ခန့်သတင်းပေးပို့ထားပါရရှင်ကင်းမီနေမြောက်မြို့တောင်ဘက်ဝလီလမ်းမိုင်းမှာဆုံရှုံထားတဲ့ဒက်စကန်တွေကိုပြန်လည်ရယူဖို့ဝင်းရင်နဲ့မြေပြင်တစ်ကူရယူပြီးစစ်ကောင်စီစစ်ကြောင်းတွေထိုးပေါက်ဝင်ရောက်နေတာကြောင့်တိုက်ပွဲတွေမြင့်ထန်နေပါတယ်

တယ်တယ်လာနေချီရရတော့သူဖြူလိုက်လာပြီပေါ့ဗျတက်တလုံးမှာတော့သူကအခုကသူသူလုံးတဲ့သူလုံးတဲ့ reason ကသူ့ရာရာလို့ပြီးရှုံးပြီးတော့ဒရုန်းကတယောက်ရရနှစ်ယောက်ရရကိုသူကလွှဲယူနေတာလေရေးရေးရှိရေးရှိမှာအင်းအားဖြုံးနိုင်မှုအပေါ်လေပြီးတော့အဲလိုရှိနေဝါလေသူတလန်းချင်းတလန်းချင်းတိုးလာပါတယ်လေအဲ့တော့သူတို့ကလူအားတုံးတယ်စစ်ပစ္စည်းလည်းနဲ့အားတုံးတယ်လေရင်တုံးတယ် တိုက်ကတဏီုံတညာလုံးအလုံးကြီးတုံးနေတော့ရှိကောမရှင်တက်ကမြောက်ပြည်ဦးလေးလမ်းမိုင်းကိုစစ်ကြောင်းထိုးတာလက်နဲ့ကြည်ရန်တန်းပြစ်ခတ်တာအပြင်လေကြောင်းရင်ကိုစိုးရိမ်ပြီးလေကေကော်မင်းလက်ပန်ဘလူးရသိကူထီးမဲဝါခီစတဲ့ကြီးရာကထောင်နဲ့ကြီးတဲ့ဒေသခံပြည်သူတွေအောင်တောင်းရင်တစ်ဖက်ကန်ထိုင်းနိုင်ငံဘက်နဲ့နှီးစပ်အားတွေမှာဖပြစ်တင်းဆောင်နေရပါတယ် လက်ရှိမှာစစ်ဆောင်ပြည်သူတွေဟာအစဉ်ပြောင်းနေထိုင်နေရပြီးစစ်ကောင်စီစစ်ကြောင်းတွေမရောက်လာနိုင်အောင်တော်လိုင်းတက်တွေကကာကွယ်ပေးထားတယ်လို့စစ်ဆောင်တွေကပြောပါတယ်ဒီလိုပဲပေါ့အဆင်ပြေလို့နေကြတာအခုရွာသားတွေအဲ့မှာပဲကမ်းနားမှာပဲနေကြတယ်ရွာဟိုဘာလဲဆစ်ဆောင်နေလဲအဲ့မှာပဲဆိုတော့ဒီဘက်လာဖို့တော့မသိဘူးလေသူတို့ညလာမလားညလာတော့ကိုလည်းမသိဘူးလာတယ်တော့တမျိုးစီစဉ်ရမှာပေါ့ဒီဘက်မှာလဲဟိုဟိုဘာလဲ လုံချုံရေးတွေရှိတယ်ဆိုတော့ဟိုဘက်ကအဲ့ဒီဘက်ကရောက်မလာဘူးထင်တာပဲသူတို့ကာကွယ်နေတာပဲဆိုတော့ဒီဘက်လာရောက်လာတော့ဟိုဘက်ကကူရမှာပေါ့ဖိုင်ဘက်ကကူရမှာနှစ်ဖက်တိုက်ပွဲတွေကြောင့်ထွက်ပြေးသွင်းရှောင်လာတဲ့ဆစ်ရှောင်းပြည်သူတွေဟာအော်တိုဘလနောက်ဆုံးဘက်ကစာပြီးမိုးရွာသွင်းခဲ့တာကြောင့်ဆစ်ရှောင်းစခန်းတွေမှာတာလီဘန်နဲ့မိုးကာတွေလုံလောက်မှုမရှိတဲ့အတွက်ခက်ခဲနေရင်ရင်ဆိုင်နေရပါတယ်။ဒါအပြင်စားတော့ရေးမှလည်းလုံလောက်မှုမရှိတာကြောင့် အလူရှင်တွေကိုအားကိုးနေရတယ်လို့စစ်ဆောင်ရေးကူညီပေးနေသူတွေကပြောပါတယ်ကျွန်တော်အောင်ခံပါ